ကိရိယပိဇံများအားလုံးမင်္ဂလာပါဒီလရဲ့ဤပညာခဏကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတကားခေါင်းစဉ်လေးကိုတော့ဝမ်းမေးတစ်ခုအစပြုနိုင်ကြစေဖို့လို့အမိပေးထားပါတယ်မိတ်ဆွေတို့ကျွန်တော်တို့လူတော်များများမှာအသုံးပြုနေတဲ့အီးမေးဆိုတဲ့အီးမေးလိပ်စာတစ်ခုအနည်းဆုံးတော့ရှိပါတယ်အီးမေးဆိုတာအင်တာနက်စနစ်နဲ့စာပေးပို့တဲ့စနစ်ပဲဖြစ်ပါတယ်မိတ်ဆွေတို့အပြင်မှာဟိုအရင်တော့စာပို့ဘူးတယ်ဆိုရင် အီးမေးလ်ဆိုတာဘာမှသိပြီးတော့စိမ့်မှာမဟုတ်ပါဘူးအပြင်ကစာပို့တယ်လို့ပဲအီးမေးလ်ဆိုတာအင်တာနက်ပေါ်မှာစာပို့ရစနစ်ဖြစ်ပါတယ်ဒီလိုပို့တဲ့အခါမှာလိပ်စာဆိုတာလိုအပ်ပါတယ်ဒါကြောင့် email address ဆိုတဲ့ email လိပ်စာဆိုတာပေါ်လာတာဖြစ်ပါတယ်ဥပမာ aaa@gmail.com bbb@gmail.com စသဖြင့်ပေါ့နော်တော်တော်များများက gmail.com နဲ့အဆုံးသတ်တဲ့ email account တွေရှိကြတာများပါတယ်ဘာလို့ရှိကြတာလဲဆိုတော့ social media account ဖွင့်တာပဲဖြစ်ဖြစ် စာပို့ကျင်တာပဲဖြစ်ဖြစ်ဖုန်းဝယ်ရင်အီးမေးလ်အကောင့်လိုတာပဲဖြစ်ဖြစ်နော်ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတွေကလိုအပ်လိုပဲဖြစ်ဖြစ်နော်လိုအပ်လိုဖွင့်ထားကြတာ ဖြစ်ပါတယ် gmail.com ဆိုရင် Google ရဲ့ email စနစ်ကိုအသုံးပြုနေရတာဖြစ်ပါတယ် Google ကသူပိုင်တဲ့အရာကိုကျွန်တော်တို့ကို free ပေးသုံးထားတာဖြစ်ပါတယ်ဒါပေမဲ့တစ်ခါတစ်ခါ gmail.com မဟုတ်ပဲတခြားသော email တွေနဲ့ကျွန်တော်တို့ရဲ့ mail တွေတွေကိုဝင်လာတာတွေမြင်တွေ့ရတတ်ပါတယ်စာတွေကိုတေချာကြည့်ရင်ပို့လိုက်တဲ့ ဒီပို့လိုက်တဲ့သူရဲ့ပေါ့နော်အီးမေးလ်လိပ်စာကိုမြင်တွေ့ရမှာဖြစ်ပါတယ် @gmail.com နဲ့သုံးတာမျိုးမဟုတ်ဘဲနဲ့ app facebook.com နဲ့သုံးတာမျိုးဆက်သဖြင့်တက်ဆိုင်ရာလုပ်ငန်းရဲ့နာမည်နဲ့ပေါ့နော်သူရဲ့ name နဲ့အဆုံးသတ်တဲ့ mail account တွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကဘာကြောင့်လဲဆိုတော့စနစ်တကျလုတ်ကင်သောလုပ်ငန်းတွေသည်မိမိတို့ရဲ့ကိုယ်ပိုင်အမည်နဲ့တိစောက်ထားတဲ့ email စနစ်ကိုအသုံးပြုကြလို့ပဲဖြစ်ပါတယ်ဒါဆိုเนาะ email လိပ်စာဆိုတာ တော်တော်များများအသုံးပြုနေတဲ့ဂျီမေးတော်ကွန်းထက်များစွာရှိနေတယ်ဆိုတော့မိတ်ဆွေတို့သတိထားမိကြမယ်ထင်ပါတယ်။ဒါကကိုပိုင် domain name နဲ့ဖွင့်ထားတဲ့ web mail တွေပဲဖြစ်ပါတယ်။အဲ့တော့ဒီလိပ်စာတွေကိုဘယ်လိုရတာလဲပေါ့နော်။ဒါကိုမပြောခင်ကျွန်တော် web mail ကိုတုံးခြင်းဖြင့်ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကိုအရင်ဥစွာပြောပြခြင်းပါတယ်။ပထမဆုံးချက်ကတော့ယုံကြည်စိတ်ချမှုပဲဖြစ်ပါတယ်။ app facebook.com app myanmarworkcreator.com စသဖြင့်ကျွန်တော်တို့ကမိမိကိုယ်ပိုင်လုပ်ငန်းနဲ့သက်ဆိုင်တဲ့တီးတန့် email လိပ်စာတွေကိုတုံးချင်းဖြင့်မိမိလုပ်ငန်းအတူအယောင်ဆောင်သူများအန်တွေကနေကြွက်ဝဲနိုင်ပါတယ်ဒီလိပ်စာနဲ့မဟုတ်ဘဲနဲ့ပို့လာရင်မယုံကြည်ကြဖို့ပဲဖြစ်ပါတယ်ဥပမာတစ်ခုပေးချင်ပါတယ်ကျွန်တော်ဆိုရင်ကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ဒီ mail လိပ်စာတွေကိုပေါ့နော် facebook account password change ပါဆိုတဲ့ email တွေမကြာခဏဝင်လာတာကိုတွေ့ခဲ့ပြပါတယ်ခဏခဏလည်းဝင်နေတယ်ပေါ့နော် မသိရင်လုံးဝ Facebook ကပို့တဲ့အထာနဲ့တော့သူတို့ပို့လာတာဖြစ်ပါတယ်ဒါပေမဲ့ပို့လာတဲ့ email လိပ်စာကိုဆက်လိုက်ရင် @facebook.com ကမဟုတ်ဘဲနဲ့ @banyatarga ဆိုတဲ့ email လိပ်စာမျိုးတွေနဲ့ဖြစ်နေတတ်ပါတယ်ဒါဆိုသိကြပါပြီဒါဒီလိမ်မို့အတွက်ကျွန်တော်တို့စီပို့လာတာပဲဖြစ်ပါတယ်ဒီလိုနည်းနဲ့ကျွန်တော်တို့အစစ်အမှန်လားအတူရောလားဆိုတာကိုခွဲခြားနိုင်ပါတယ်အဒီနေရာမှာ domain name နဲ့ပတ်သက်ပြီးတော့နောက်ထပ်တစ်ခုသတိပေးချင်တာက ကြားဖြန့်ဆိုရဲပေါ့နော်လိမ်လည်မှုလုပ်ငန်းတွေအကြောင်းပဲဖြစ်ပါတယ်တချို့ကြားဖြန့်လိမ်လည်နည်းတွေသည်ဥပမာဗျာကျွန်တော် abcd.com ဒီအယောင်ဝတရားဝင်လုပ်တဲ့ website ဆိုပါဆိုသူနဲ့ထပ်တူပုံစံတူတဲ့တခြား website တခုကိုထောင်ပြီးတော့ domain တစ်မျိုးနဲ့ပေါ့နော် edft.com နာမည်နဲ့လူလိမ်တချို့ကဒီလိုပုံစံနဲ့ပေါ့နော်ဝင်ရောက်လိမ်လည်တတ်ကြပါတယ်မိတ်ဆွေတို့က domain name မတူတာကိုသတိမထားမိပဲနဲ့ထဲကရောင်းနေတဲ့ပုံစံတူတာကိုပဲသတိထားမိပြီးတော့အသုံးပြုမယ်ဆိုရင်မှမှယွင်းနေဖြစ်နိုင်ပါတယ် ဒီလိုနည်းနဲ့အလင်းခံရနိုင်တယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ဒီ one me သုံးချင်းရဲ့နောက်ထပ်အကျိုးတစ်ခုကပေါ့နော်စီးစနစ်ကျမှုပဲဖြစ်ပါတယ်မိတ်ဆွေကမိမိကိုယ်ပိုင် one me တစ်ခုနဲ့လုပ်ငန်းကိစ္စတွေကိုပေးပို့တဲ့အခါမိမိရဲ့လုပ်ငန်းဒီစနစ်ကျနာတဲ့လုပ်ငန်းတစ်ခုအဖြစ် image ကိုတက်စေပါတယ်ဒါအပြင်ကိုယ်ပိုင် one me တွေနဲ့ကုမ္ပဏီအတွင်းလုပ်ငန်းဆောင်တာတွေကိုခွဲဝေဆက်သွယ်နိုင်တာကြောင့်စနစ်ကျပြီးတော့အလုပ်ပိုတွင်စေပါတယ် ဒီဒါတွေရတာပေါ့နော်ဝမ်မေး၃ချင်းဖြင့်ရရှိလာနိုင်တဲ့အကျိုးကျေးဇူးအချို့ပဲဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့ကဝမ်မေးတစ်ခုပြုတ်လို့ဖို့ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်လာမေးနိုင်ပါတော့အဲ့လိုဆိုရင်အခုဗီဒီယိုလေးကိုစပွန်ဆာပေးတဲ့မြန်မာဝက်ခရီးတာကုမ္ပဏီမှာယုံကြည်စွာနဲ့အနက်နိုင်ပါတယ်ယုံကြည်စိတ်ချရတဲ့ဤပညာများဖြင့်မိတ်ဆွေတို့အတွက်ဒီဝမ်မေးအကောင့်များစွာကိုဈေးနှုန်းတက်တာစွာနဲ့ဝန်ဆောင်မှုပေးပါလိမ့်မယ် ဒါပြင်မိမိကိုယ်တိုင်ဝမ်းမေးဆောင်ရွက်ချင်တယ်ဆိုရင်တော့အခုဖော်ပြမယ့်အဆင့်တွေကိုဆက်လက်ပြီးတော့လိုက်လိုက်နာပြီးတော့ဆောင်ရွက်နိုင်တယ်ပေါ့နော်။နံပါတ်1เนาะပထမဦးဆုံးအနေနဲ့မိတ်ဆွေတို့ရဲ့စီးပွားရေးလုပ်ငန်းနဲ့ကိုက်ညီမဲ့ domain name တစ်ခုဝယ်ယူရပါမယ်။ဥပမာ Facebook ကဆိုရင် facebook.com ရှိသလိုမြန်မာ web creator ဆိုလို့ရှိရင် myanmarcreator.com ရှိတယ် google.com ဆက်သဖြင့် domain name ဆိုတာကိုရွေးချယ်ရပါတယ်။ domain name ဆိုတဲ့အကြောင်းကိုအရင်က internet အမည်ပေးကမွန်းတပ်ပွဲဆိုတဲ့နာမည်နဲ့ဗီဒီယိုလေးတစ်ခုလုပ်ထားတာရှိပါတယ်။အသေးစိတ်ကိုတွားရောက်ကြည့်ရှုနိုင်ပါတယ်။ အဒီလိုဒိုမိန်းနှိမ်ကိုရွေးချယ်ပြီးပြီဆိုရင်တက်ဆိုင်ရာ registrar စီမှာဝယ်ယူလိုက်ရင်မိတ်ဆွေပိုင်တဲ့ဒိုမိန်းနှိမ်တခုရပါမယ်ဥပမာဒီ registrar ရဲ့နာမည်ရပါတော့နိမ့်တော်ကွန်တို့ namechi.com တို့ godaddy.com တို့ဆက်သဖြင့်နာမည်ရှိပြီးသားဝန်ဆောင်မှုပေးသူတွေစီမှာဝယ်ယူနိုင်ပါတယ်နောက်ပြီး .com.mm လို့ဆိုရဲ .domain name ကိုဝယ်ခြင်းနဲ့ဆိုရင်မြန်မာအစိုးရရဲ့သတ်မှတ်ထားတယ်ပေါ့နော်ဝန်ဆောင်မှုပေးသူတွေစီမှာဝယ်ယူနိုင်ပါတယ် အနံပါတ်2အချက်ကတော့ဝမ်မေးလုပ်ဖို့ဒုတိယအနေနဲ့ကတော့မိတ်ဆွေအတော်အင်တာနက်ပေါ်မှာကွန်ပျူတာတစ်လုံးလိုအပ်ပါသေးတယ်။ဒါကိုကျွန်တော်တို့က hosting server လို့ခေါ်ပါတယ်။ hosting provider တွေများစွာရှိပါတယ်။ဒီတွေကမှတစ်ခုကိုဝယ်ပြီးတော့မိတ်ဆွေတို့ရဲ့ domain name နဲ့ချိတ်ဆက်ပေးလိုက်ရင်နာမည်နဲ့ hosting နဲ့တွဲမိသွားပါပြီ။ဆိုတာက domain name က domain name တည်ဆက်မှုတော့ပဲနဲ့ IP address ရှိတဲ့ကွန်ပျူတာနဲ့ချိတ်မိသွားတဲ့ domain name ဖြစ်သွားပါပြီ။ဒီလိုဆိုရင်တော့ one way account တွေဖွင့်ပြီးတော့စတင်အသုံးပြုနိုင်ပါပြီ။ ကိုယ်ဝယ်တဲ့ hosting service ကိုလိုက်ပြီးတော့ရရှိတဲ့ storage အကောင့်ရေအတွက်စသဖြင့်ကွာခြားမှုတွေရှိနိုင်ပါတယ်။ဒါတော့ထားပါတော့နော်။အကျွန်တော်ပြောရတာဆိုရင် Gmail နဲ့ Webmail ကဘာတွေကွာပြီးတော့ Webmail ကိုစီးပွားရေးလုပ်ငန်းရှင်တွေဘာကြောင့်အသုံးပြုတင်တယ်လဲဆိုတာကိုမိတ်ဆွေတို့သဘောပေါက်ကြမယ်ထင်ပါတယ်။အကူအညီလိုရင်လည်းမရှင်းတာလေးရှိနေတယ်မြန်မာ web creator Facebook page ကနေမေးမြန်းနိုင်တယ်လို့ဒီဗီဒီယိုလေးရဲ့ comment မှာလည်းစိတ်ကြိုက်မေးမြန်းနိုင်ပါတယ်။ကျွန်တော်ကိတုကေကပညာရေး foundation တစ်ခုလုပ်ထားပါတယ်။ဒီပညာရေး foundation ကိုလှူရင်သူများအနေနဲ့ ဒီ KB နံပါတ်နဲ့ WB နံပါတ်တွေကို K2G လို့နှုတ်မှာရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ